အားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ဖပြမယ့်စာအုပ်လေးကတော့ဆီယာမဂျာနဲ့ကျော်မမလေးရေးသားထားတဲ့မုံရီမဟူဆိုတဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်ရှင်။ဒီစာအုပ်ကလေးကိုမဖတ်ခင်ဆီယာမဂျာနဲ့ကျော်မမလေးရဲ့အကြောင်းလေးကိုအရင်ဆုံးဖတ်ပြပေးပါမယ်ရှင်။ဂျာနဲ့ကျော်မမလေး1919 1982 အေယော်ရီတိုင်းဖြာပုံခရိုင်ဘူကလေးမြို့ကမာကလူကျေးရွာ၌အဖဒေါ်စင်ဗန်းမန်နေကြာဥပြချူအမိဒေါ်ကွီတို့က1939အေဘီလာ73ရက်တောက်ကြနေတွင်မွေဖွာသည်မွေချင်း၅ဦးအနေစရုပ်ထားမြောက်ဖြစ်သည် အမည်ရင်းမှာမတ်တင်လှိုင်းဖြစ်သည် 1922ခုနှစ်တွင်ဖြာပုံ AVM ကျောင်း၌ကျောင်းစာနေခဲ့သည် ပိုကလေးမျိုးအစိုးရအကြောင်းမှ1928ခုနှစ်တွင်တတ္တမာတန်းအောင်သည် ထို့နောက်ရန်ကုန်မြို့မြို့မအမျိုးသမီးကျောင်း၌နဝမာတန်း1932အထိပညာသင်ကြားခဲ့သည်1938ခုနှစ်တွင်မြမအလင်းသတင်းစာအယ်ဒီတာချုပ်ဦးထင်မောင်နှင့်လက်ထပ်ခဲ့သည် 1946ခုဧပြီလ3ရက်တွင်ခေမွန်ဂျားနေကျော်ဦးချစ်မကွယ်လွန်၍သားနှစ်ဦးနှင့်တမီးတဦးကြံရည်ခဲ့သည်1958ခုမေလ14ရက်တွင်ဦးအောင်စေရနှင့်အိမ်နောင်ထပ်ပြူသည်ဘိုးကလေးမျိုးဒိုးဗမာအစည်းယုံတွင် အဖွဲ့ဝင်နှင့် တက်ခင်အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ1936 39 ဂျာနေကျော်ထုတ်ဝေသူဂျာနေကျော်နှင့်ပြည်သူဟစ်တိုင်းသတင်းစာအေဒီတာ1939အမျိုးသမီးကလောင်ရှင်အသင်းဒူဥက္ကဋ္ဌ1948 49မြန်မာနိုင်ငံစာရေးဆရာစာပေကလပ်အတွင်ရေးမှု1961-62တာဝန်များကိုထမ်းဆောင်ခဲ့ပါသည်။တရုတ်နှင့်ဆိုဗီယက်တို့ယဉ်ကျေးမှုကောမဒီအဖွဲ့ဝင်1952 အာရှတိုင်စာရေးဆရာကွန်ဖရင်နေဦးဒေလီ1955အနုမြူစန့်ကျင်ရေးကွန်ဖရင်ဂျပန်1958ဂျပန်ဘာသာပြန်သွေးဝိထုအတွေ့ဂုံပြုတ်ဖိတ်ကြားခြင်းဂျပန်1980စသည်ဖြင့်နိုင်ငံရချသိုးသွားခဲ့သည် ပုပ်ကိုရေးပစ္စာတစ်စောင်ကို တုံ့ပြန်ဆောင်းမရေးရမှာသတင်းစာတိုင်းနဲ့ဆက်သွယ်မိပြီးစာပေနယ်ပယ်တဲ့သူရောက်ခဲ့သည်ဆို၏အမျိုးသမီးများနာကြီးတဲ့ညံရှိကြရန်မြမအလင်1936-39သည် ပထမပုံနှိပ်ဆောင်းမဖြစ်သည် ပထမပုံနှိပ်ဝိထုမှာမတိရလေခြင်းဂျာနေကျော်31ရက်5လ1941ဖြစ်သည် ထင်ရှားသောစာအုပ်များမှာတူမ1945တူလိုလူ1949တူလိုမိမ1948ရှူမင်းကြီး1948စိတ်1951ကဘာမြေဝဲ1952မုံရွေမဟူ1955တွေ့တစိမ့်စိမ့်1963 လာတမျက်နာ1965ရင်းနှင်းအောင်မွေ1969ရင်းမတရှိုင်1980သွေ1983တို့ဖြစ်ကြပါသည် မုံရွေမဟုဖြင့်1955ခုစာပေပိမှန်စု တွေးရစိမ့်စိမ့်ဖြင့်1936ခုအမှုပညာစာပေစုဝိတုရောပေါင်းချုပ်တတိယစုရရှိခဲ့သည် နိုင်ငံခြားဘာသာသို့ပြန်ဆိုခဲ့သည်များမှာမြက်ကလေးတပင်ဂျာမန်1968တွေးတစိမ့်စိမ့်ရုရှား1984တွေးဂျပန်1989မုတ်ဆိုးမှာအင်္ဂလိပ်မုံရွေမဟုရုရှားဥစ္စဘန်ပြင်သစ်တရုတ်အင်္ဂလိပ်တို့ဖြစ်ကြသည် ဂျာနေကျော်မမလေးဤကလောင်ခွဲများမှာရဝေလိုင်းလှတခိုင်ဘိုးကလေးမတ်တင်လိုင်းတို့ဖြစ်ကြသည်စာရေးဆရာသတင်းစာဆရာမဖြစ်တာမကတိုင်းရင်းစေးပညာရှင်ဖြစ်လေထင်ရှား၏စေးပညာဆောင်းပါးများ1962မြမအစည်းပညာ1969ကိုပြုစုခဲ့သည် 1982ခု AB လ6ရက်တွင်ရန်ကုန်မြို့၌ကွဲလွန်ခဲ့ပါသည် မုံ၍မဟုဝေဝေသည်စူးဆိုင်၍ကြည်နေလေ၏အိမ်ပေါ်ရမ်းမှစီးမြင်နိုင်သောတဖက်အိမ်အောက်ထက်ဧကန်းသည်ဝေဝေ၏မျက်စီထဲ၌ထိုကြာနေလေသည် လူတင်များပြောင်းလာမှအပြင်အစင်တင်များနှင့်ပြောင်းလဲနေပေသည် ဧကန်နေနိုင်မီးဝိုးရောင်ကော်စောကြီးခင်းကဆိုဖာကလထိုင်းပြမိုင်းမိုင်းများဝိုင်းချထားသည် ဆိုဖာကလထိုင်းများပေး၌တပြေမဲ့ရောင်ဆေးလိပ်ပြခွက်တင်ခုံနေကလေးများတီရှိသည်ဖုံမတက်စီအောင်ပွတ်တုပ်ပေး၍အယောင်ပြေနေလေသည် ကော်စောလည်း၌ရှိသောဇပွဲနေကလေးမှာလေးတောင်ရှိမျောမျောဖြစ်သည် စပွဲအောင်နိုင်ခြေတောင်းမတက်ဖဲပြေများတစ်ချက်ကိုအလျားလိုက်ထောင်းလဲလျက်အပေါ်၌ပြေများတစ်ချက်အပြားလိုက်ခင်းတင်ထားသောပုံတံအတိုင်းဖြင်းလေသည်စပွဲဤအစင်းကအနှံ့ရောင်ဖြစ်သည် လက်ပြောင်သောရောင်များသည် အနံထဲမှဖိတ်လန်နေစပွဲပေါ်၌တပိတ်လုံးတံပူပူလုံးလုံးကြွေပန်းအိုးနေကလေးတင်ထားသည် ပန်အိုရဲတွင်ဖြူစွနေသော ကလမတ်ပန်းကိုင်များထိုးဆိုင်ထားလေသည်ပန်းငယ်များမှဝေနေက အောက်သို့ငိုက်ထောင်လျက်ကြနေ၏ဝေဝေသည်မှန်သားကဲ့သို့မှောင်နှင့်ပြောင်းနေသည့်သပွဲနှင့်ပေါ်မှကြီးရသည်မှဲကဲ့သို့ရဲရဲနေနေသောကြွေပန်းအိုနှင့်ပန်းငယ်အဖြူများအားတော်တော်နှင်မျက်လုံးမခွာနိုင် အဖြူနှင့်အနီသည်မျက်စီထဲ၌ကွက်၍အနက်ပေါ်တွင် ထင်ထင်ကြီးပေါ်နေလေသည်အယောင်ကြားလိုက်တာဟုကြည့်၍မငြီးကြည့်နေရမှအေကန်ထိတ်သူလွှဲပြောင်းကြည့်လိုက်သည်နံရံနှင့်ကထားသောအေကန်ချေရင်ဘကထိုင်ကုန်ကိုဂရင်နှင့်တူသည်ဟုထင်မိသည် ထိုင်ကုန်မှာညောင်ဆောင်လိုလိုနှိမ့်နှိမ်ကလေးဖြစ်သည် တယောက်ဤကရင်အရွယ်အနံအလျားရှိခုံအောင်နိုင်ခြေတော့ချောင်းချောင်းရှိကကြိမ်ထိုးထားသည် ထိုင်ကုန်ဤကောင်းရင်ကိုကောင်းမီတင်နိုင်အောင် အနေငယ်မြင်ထားသည် မန္တလေးရွှေတောင်ပိုးသားအပြာရင်ရင်ဖြင့်ထိုင်ပုံမီအုံးများချုံလျက်အလှတင်ထားလေသည်ရွှေတောင်ပိုးသားយ៉ាងသည်အသည့်ချက်ချုံအတိုင်းတောက်ပါလျက်ရှိနေ၏ အိမ်ထဲတွင် လူတန်းသူတန်းလဲမကြရစိတ်ငြိမ်ခြင်းထဲဝါခြင်းဖြင့်ကိန်းကြီးကန်းကြီးနိုင်သောအသွင်မျိုးဆောင်ယူနေသည်ဧကန်းချေရင်နှံရန်၌အသွာချင်းရှက်ခါအလာချင်းချိန်ထားသောဓာနှလက်ကိုတွေ့ရလေသည်ဒါမှကျိုးနီဘဝများကြာနေ၏ဒါအောင်၌ကြွေစည်းတံရှမ်းလွယ်၏အသေးစားတစ်လုံးချိန်ပြားထားလေသည် ဝေဝေသည်အိမ်မော်မှစီးမြင်နိုင်သော တဖက်အိမ်ဤအေကန်းတဆောင်လုံးကိုကြည်ကောင်းကောင်းဖြစ်သိမ့်ကြုံကြည်လျက်နှစ်သက်ကြည်နူနေလေသည်အေကန်းအလဲရင်းရှိသောဓာမီလုံးမှမီးရောင်ဆောင်ကိုလှမ်းကြည်သည် ခလေးဆောင်ရွယ်ပသိမ့်ထီးကလေးကိုဖွင့်လျက်မီးရောင်ဆောင်လှုပ်ထားပုံကို တွေ့သည်ဖြင့်လှောင်းလိုက်တာဟုသဘောကြာနေသည် အပြင်းစင်သည်များဖြင့်ခန်းနာစွာတွေ့နေရသော တဖက်အိမ်ဤအေကန်းနှင့်မိမိတို့ဤအိမ်အောက်ထက်ကအေကန်းကိုနှိုင်းရှင်ကြည်မီလေသည်ဝေဝေတို့အိမ်မှာတိုက်ခန်းအိမ်အိုကြီးဖြစ်သည် ဝေဝေဤအဖိုးလက်ထက်ကလေးကစောင့်ထားခဲ့သောအင်ကြီးဖြစ်သည်။ဒီအင်စောက်ပြီးမှစီးပွားတက်ခါမော်လမြိုင်ကျွန်းတစ်ဖက်ကန်းတွင်ဆန်ဆက်တဲရလေသည်။ ဧရာဝတီမီးသင်းမောနှင့်အပြိုင် လူစည်းနှစ်ထပ်သင်းမောဒဇင်းတယ်လျက်မော်လမြိုင်ကျုံးနှင့်ရန်ကုန်တို့ခုံမောင်းက မေခလာသင်းမောဟု၍အတော်နံမီကြီးခဲ့ဘူးသည် အဖုံးကွယ်လွန်သွားပြီးနောက်စီးပွားရှောကစံစက်ကြီးနှင့်သင်းမောပါပြုတ်ကုန်တော်လဲလဲဤက900လောက်ကြံရှိခဲ့သေးသည် ဝေဝေဤဖခင်ကြီးဥပိုးသိမ်းမှာနိုင်ငံသားမျက်နှာဖြူစံစဘာကုမ္ပဏီကြီးများနှင့်ဆက်ဆံလျက်မော်လမြိုင်ကျိုးမြို့ပေါ်၌စဘာပွဲစားကြီးလုံနေလေသည်တိုက်ခန့်အင်ကြီးမှာဝေဝေဖခင်ဥပိုးသိမ်းတတပင်ရှိနေပေပြီဧကန်ချင်းရှင်ကြီးမှာအပြင်းစင်များမှာတခြားစီဖြစ်နေမှန်တွေ့ရှိရလေသည် ကြောက်ဖြူစပွဲဝိုင်းကြီးကိုကလထိုင်များဝိုင်းခင်ထားသည် ကလထိုင်များတွင်ပိတ်ဖြူအစိုများဆိုလျက်အစာတွဲလောင်းချထားသည်ပိတ်ပေါ်၌ကြက်တူရွေယုံတောင်းယုံများကိုရောင်းစုံချီဖြင့်ဝေဝေကိုယ်တိုင်စပန်းထိုးတတ်ထားသည်ပန်းထိုးကလထိုင်ဆိုများကိုလှလာပြီးဟု အောင်မီမှတ်ထင်ခဲ့သည် အရေးကြီးကြီးဖြစ်ဟန်ကြပန်းကြပြင်ဆင်ထားသောအေကန်းကို တဖက်အိမ်နှင့်ရှင်ကြီးမိ၍ တောကြနေပြီဟုထင်မြင်လာသည်ကြောက်စပွဲပေါ်၌ငွေဖလားစုံနှီးကွင်းကြီးမှကြည်ရရိုင်းသလိုလိုရှိမိသည်ခုံမော်ရင်းအမြဲတမ်းတင်နာသောထမင်းစားပကံများလောင်နီနီရှိမိဆေးလိပ်ပြားထဲပန်းရည်မြေခွက်ကြီးလည်းအကြည်တန်နေပြီး ကွန်ဒရေတွေဖြင့်ထောင်စဉ်ပေးကြံနေနေသောဇပွဲအောက်ကဒန်ထွေးကံလုံးများကိုလည်းယွန်တွန်တွန်ဖြစ်လာသည်အေကန်းကြောင်ဇပွဲကြီးနှင့်မနီမဝေတတားလျှံတန်လျာရှိကြီးမှဟောင်းညစ်လျက်အယုံအဆိုးဆုံးဖြစ်နေမှအခုမှပဲရှင်တွေးကြည်နေမိလေ၏ မိုးလင်းကမိုးချုပ်ဆိုသလိုပင်စဘာကုံတဲ့တရုတ်ကလာဧည့်မျိုးစုံတယောက်စင်းတယောက်တည်းဖြစ်အိမ်ရှိတခန်းလုံးခြေရာချင်းထပ်ကိုလျက်မြစ်ပံနေပုံများကိုပါမျက်စီထဲတွင်တိမ်ယုံစူပေါင်းမြင်နေလေသည် ဝင်းဝေးသည်တဖက်အိမ်ကဧကန်းဤခန်းနာလှပုံကိုတရေကြကစတိုင်ကြကြဘူဆန်းဆန်းနေခြင်းစိမ်များတပွားပွားပေါ်ပေါက်လျက်နေပြီလူသည်များပြောင်းရွှေ့မလာခင်ကပင်ဝေဝေးမှနေစဉ်နေအမြဒီအိမ်ကို စိတ်ဝင်စားနေခဲ့၏ ဤအိမ်တွင်ဝင်ဝင်ဤဖခင်နှင့်အလုံးချင်းဆက်သွယ်လျက်ရှိသည်ရန်ကုန်ဘလောဘရာသားမျက်နှာဖြူကုမ္ပဏီမှစဘာအဝဲတော်ကို လာနေမည်ဖြစ်ခြင်းကြောင့်ဝင်ဝင်မှဘိုးတယောက်နေမည်အိမ်ကို လူမရောက်ခင်က စိတ်ဝင်စားနေခြင်းဖြစ်၏တော်မျိုးကလေးတွင်မျက်နှာဖြူတယောက်လာနေမည်တည်ငါအထူးအဆန်းမျိုးရေပြန့်နှံ့နေသည် မော်လမြိုင်ကျုံးမြို့ကလေးတွင်စဘာတိုင်တစ်ခုအဖွင့်ကစဘာအဝဲတော်ဘိုးထားရန်အတွဲအိမ်ကောင်းကောင်းတစ်လုံးရှာပေးရန်ဘလုံးဘရာသာကုမ္ပဏီမှပွဲစားကြီးဥပိုသိန်းထံသို့ အကူအညီတောင်းစာရောက်လာသည်ဥပိုသိမ်းမှာအဝဲတော်ဘူနီယံတွဲမြို့ပေါ်တွင်အိမ်ကောင်းကောင်းတလုံးလှေရှားကြည်သည် မိုနေမိအိမ်နှင့်တင့်လျော်မိအိမ်ကို နောက်ဆုံးရှာမရသဖြင့်ဝေဝေအကိုကြီးကိုနေဦးနေတော်ဘေးကအိမ်ကိုရွေးလျက်ကိုနေဦးအားမြို့ထဲကအိမ်တအိမ်ကို ရွှေ့နေခါရသည်အိမ်ကိုစေကြောကတင်မော်စီများတုပ်ပေးရသည်လက်သမားများခေါ်၍အခန်းဆောင်တွင်အသေးချဲလှုပ်ပေးရ၏ တော်မျိုးကမြမအိန်းသားမျိုးမှာဘိုးနေမဖြစ်၍ရေချိုးကန်းတွင်အိန်းသားအိုးခုံကိုတပေါင်းနဲ့တွဲထားရန်ရေချိုးကန်းအသည်ခြယ်ဆောက်ပေးရသည်ဘိုးနေမိအတွေ့ပြင်စင်မိုးမှန်လျက်အလုံများနေသောဖခင်အားဖေဖေဘိုးကဘရော့လာမှမန်းလည်းမသိပဲနဲ့ဟိုပြောမိသည်မစိုးနိုင်ပါဘူးသမီးရဲ့အိမ်အတွက်ဆင်းသင်းရှိပြီလို့စာပြန်လိုက်မှာပဲဟာ ရောက်လာမှာပေါ့ဟိုပြန်ပြော၍ရောက်လာမိမျက်နှာဖြူဤပုံမှန်ကိုစိတ်ကူးဖြင့်တွေးကြည့်ခဲ့သည်ဝေဝေးသည်မျက်နှာဖြူများကိုနီနီကန်ကန်တခါမျှမတွေ့ဘူးသေးပေရန်ကုန်သို့သွားရသည့်အခါမျိုးမှာလမ်းသွားရင်းလာရင်ဘိုးနှင့်ဘိုးမများကိုအဝေးကလမ်းမြင်လိုက်ဖူးလေသည်မျက်လုံးပြပြ နှခေါင်းချွန်ချွန်အသားနီနီရှိသောမျက်နှဖြူလူမျိုးကိုမျက်စီထဲမြင်ရောင်လေးကမျက်နှဖြူတရောင်နှင့်အင်ဂျင်ကန်နေရမည်အတွေ့အလိုလိုရင်ဖုန်နေလေသည်အဝဲတော်ဘုံမရောက်ခင်ရန်ကုန်တိုက်ကြီးမှတန်ကြိုးအရင်ရောက်လာလေ၏ပွဲစားကြီးဥပိုးသိမ့်မှအင်္ဂလိပ်စာမတက်၍ဝေဝေကဖတ်ပြရလေသည် ဝေဝေဒီမော်လမြိုင်ကျုံးမျိုးအစိုးရအလဲတန်းကြောင်းနိုင်ခொနတန်းအောင်ပြီးကြောင်းထွက်ခဲရသည်ဝေဝေအကိုကြီးကိုနေဦးနှင့်ဝေဝေအမထားထားတို့သာဆယ်တန်းအောင်ကြလေသည် ကိုနေဦးမှာဆယ်တန်းအောင်ပြီးကောလိကြောင်းဆက်နေလျက် IA အောက်တန်း၌မိမယာ၍ကြောင်းထွက်လာရသည် ထားထားသည်ဆယ်လန်းအောင်ပြီးဆင်အောင်ဝင်တယောက်နှင့်လက်ထက်ကအစိုးရအလုပ်ဖြင့်အမျိုးမျိုးရွှေပြောင်းနေလေသည်ဝေဝေဤမိခင်မှာ ဝေဝေအေဝေမရောက်မီကပင်သခိုင်းကြောင်တွင်ဥပုပ်ရက်ရှိတွားဆောင်ရင်အိမ်တို့ပြန်မလာတော့ပဲဥပုပ်သိန်းအားခွင့်ပန်းကမေတီလာရှင်လှုပ်သွားလေ၏ဝေဝေမှာဥပိုးသိန်း၏အမကြီးတော်နှင့်သာကြည်ပင်ခဲ့ရလေသည် ဝေဝေသည်ခုနှစ်တန်းအောင်ပြီးမြောင်းမြအစိုးရကြောင်းတို့သွားဆန်နေခြင်းတော်လဲအကိုနှင့်အမများအိမ်အောင်ခွဲနေကြ၍ဖခင်ကိုငဲ့ကားကြောင်းထွက်လာရသည်ဖာခင်စီဝါရေးလုပ်ငန်းအရရန်စရင်ကိုင်းငွေကိုင်းငွေသိငွေကူညီလုပ်ကိုင်းပေးရသည် ကြောင်းထွက်ပြီးအင်္ဂလိပ်စာနှင့်ငါးနှစ်လောက်ဝေးနေခဲ့သဖြင့်ရန်ကုန်မှ ပို့လိုက်သောတန်ကျိုးစာကိုအရိဘယ်ထွက်အောင်တွေးဖက်ကြည့်ရလေသည်ရန်ကုန်ကဘလုတ်ဘရာသားကရိုက်လိုက်တာဖေဖေအိမ်တော်ပစ္စည်းတွေနဲ့အစီကံတွေမနေ့ဖန်နေနဲ့ရောက်လိမ့်မယ်တင်းမောစင်းကြပါတဲ့ ဥပိုးသိန်းသည်ဝင်ဝင်လက်ထဲမှတန်ကျိုးစာရွက်ကိုစွဲယူလိုက်ခါရန်တန်းကြည့်နေပြီးစဉ်းစားရခက်သလိုမျက်မှောင်ကြုတ်ထားလိမ့်။မဟုတ်သေးပါဘူးတမီးရဲ့။နင့်ကိုကြီးကိုတော့ပြစမ်းမအောင်။ဘိုးကမလိုက်လာသေးဘူးလို့ပါသလား။ဘလို့ဟာလဲ။ဝေးဝေးသည်ဥပိုးသိန်းလက်ထဲမှတန်ကျိုးစာကိုပြန်ယူကတပံပြန်ကြည့်လျက်ဟုတ်ပါတယ်ဖေဖေရဲ့။ ့အတိတ်ပဲကဘိုးမလာသေးဘူးပစ္စည်းတွေနဲ့အစီကံတွေကိုစီးချိုဖို့ရိုက်လိုက်တာပါရိုက်တဲ့သူကဘူးတဲ့လေဝေဝေသည်တန်ကျိုးစာရွက်ကိုငုံကြည့်ရင်လူနာမြီမပါဘူးဖေဖေရဲ့တိုက်ကအကြောင်းကြားတာတိုက်ရင်မြီပဲပါတယ်ဟိုထတ်ရှင်ပြောရသည်ဦးဘိုးသိန်းသည်မနက်မိုးမလင်းငင်ကပင်ထားလျက်တင်မုံစိန်၌အစုံကြီးသွားဆောင်နေလေသည် ဝေဝေသည်တင်းမောစိမ့်မှတက်လာကြမည်လမ်းဘက်သို့တမျောတဲမျောချင်းနေသည်ရန်ကုန်တင်းမောမုတ်တန်ကြားလိုက်ရ၍ရင်ထဲ၌လှူရှားသွားလေသည်ရက်ဝေးမှဆွေမျိုးသားချင်းများရောက်လာခဲ့ပုံမျိုးနှင့်မတူပဲလှိမ့်လှူရှားလျက်ကနာမငိမ့်နိုင်အောင်ဖြစ်ကလမ်းဘက်သို့လေဆန်မျောချင်းနေ၏ ဘိုးဤပစ္စည်းများနှင့်အစီအကံများကိုကြည်လင်မြင်းချင်းသောစိတ်တန်ကတမနက်စာလုံးအိမ်ဝါ၌ရရွေနေလေသည်တင်မောစိုက်တန်ကြားရပြီးနှစ်နာရီလောက်ကြာမှတဖက်အိမ်ရှိသူပစ္စည်းများဆိုင်ရောက်လာကြသည်ပစ္စည်းတွေကမြားပြားလာပေသည် လက်တွန်းလဲဖြည့်တမျိုးကူလီကလားတွေကလည်းထန်းလို့ပိုးလို့ဖြည့်တာလန်းမကြီးတစ်ချောင်းလုံးတတိတရန်ကြီ တည်ယူလာနေကြလေသည်အိမ်내သို့ထင်းရှူးတတတတကြီးတတနေငယ်များတည်တင်နေကြသောကုလေးတွေကိုလမ်းမျောကြည့်ရင်ဘာပစ္စည်းတွေများပါလဲများလိုက်တာဟိုအံ့ဩငေးနေမိလေသည်အိမ်အောင်ပစ္စည်းဘီရိုကလထိုင်းများမှာဂုံဒီအိဖြင့်တည်တည်တတ်တန်ချုပ်ထားသည် ဝင်းဝင်းသည်တခါမှမမြင်ဘူးသေးသောရေခဲတစ်တောင်ကိုမျက်ခြေမပြန်ကြည့်နေရင်ကြီးတော်တက်ရေဘာကြီးလဲမသိဘူးဖြူဖြူကြီးထွက်ကြည့်ပါဦးဟိုအိမ်ရှိမှလှမ်းခေါ်ပြောလိုက်သည်ကြီးတော်သည်အိမ်ဝါသို့ပြေးထွက်လာသည်ဟုတ်ပါရဲ့ဟဲ့ဘာတက်တာကြီးများပါလေဖြူဖြူကြီးဟဲ့ ဝင်ဝေးကြီးတော်ဒေါ်သက်သည်အင်္ဂလိပ်မျက်နှာဖြူကို ကိုးကွယ်ထားမတန်အထင်ကြီးလေသည်အင်္ဂလိပ်မင်းအုပ်ဆိုးနေကအင်္ဂလိပ်များလက်အောက်၌နေရသော ကျုံလူမျိုးပီပီအင်္ဂလိပ်ဆိုလျင်အရှင်သခင်ဟူ၍မှန်လေ၏မင်းကပဲဈေးထဲကဟာတွေကအိမ်နေမဲ့ဘူကအခုတည်းကမလာသေးဘူးလားနဲ့မင်းနေလိုက်ကြတာ တော်တက်မှာမိမိတို့အတိုင်းဝန်နဲ့မျက်နှာဖြူတယောက်လာရောက်နေမှာမို့မျက်နာရှိသည်ဟုထင်လေသည်တော်တက်စကားကို မကြားတချင်ကြားတချင်ဖြင့်အိမ်ထဲတွယ်သွင်းသည်။ပစ္စည်းများကိုတဲ့တဲ့မဲမဲကြည့်ရှုနေလေသည်အိမ်အောင်ပစ္စည်းများသာမဟုတ်ဘိုးပစ္စည်းနှင့်အတူတကွပါလာသောဘိုးအစည်းကမ်းနှစ်ဦးကို အထူးအဆန်လုံးကြည့်နေသည် လူနှအိုးအနံတအိုးမှာ အသက်30အရွယ်အသားညိုညိုအရန်ပူပူမြန်မာတယောက်ဖြစ်ခါတအိုးမှာအသက်50အရွယ်ရွှေခိုင်းမျက်မှန်တက်ခါဒိုးပြီးဝတ်ထားသော ကလာအဖိုးကြီးဖြစ်လေသည်ဘိုးအိမ်နေမဲ့အစီကံတွေက ကလာရောမြန်မာရောပဲအစီကံသာဆိုရတယ်ဂိုက်နေဆိုင်နေတော့ဟိုတော်တကဝေဝေဤလမောင်ကိုပုတ်၍ပြောနေလေသည် ပစ္စည်းများအိမ်ထဲသို့တွင်ပြီးတန်ကြာမှာဥပိုးသိမ်းမှာအိမ်ဘက်တို့ကူလာလေသည်အိမ်ထဲဝင်ပြုံးလျက်ခေါင်းကိုရမ်းခါပြလိုက်ခါတမီးရေလာမဲ့ဘူကအင်္ဂလိပ်မဟုတ်ဘူးတဲ့မြန်မာဟိဟိုလှမ်းပြောလိုက်သည်ဟေးတောသိမ်းနှုံမှာအတန်ကျဲကျဲမြည်ထွက်သွားလေသည် ဝေးဝေးမှအတန်မထွက်နိုင်ပဲပဇန်ဟောင်းလောင်းကလေးဖြစ်နေလေ၏တင်းမောဆိုင်တော့ဟိုတငယ်မောင်များကတခင်တော့မနှဖန်ညက်နေမှာမော်တော်အမြန်ပဲ့ကြိတ်ကလေးနဲ့ရောက်လာလိမ့်မယ်ပြောတော့ဘိုးဝဲအောင်မိတာပဲနောက်မှာတင်ရမယ်ပစ္စည်းတွေကများလွန်းလို့သူ့ဘိုးမပါလိုက်လာမလားလို့မေးကြည့်တော့မှ သူ့တခင်ကဘိုးမဟုတ်ဘူးမြန်မာတယ်ခမညာ ဦးမသိန်းသာဟဲ့ဟဲ့ပပန်ရေမောနေလေသည်ဒေါ်သက်မှာမျောလင်းချင်းနှင့်တလွဲစီဖြစ်နေကအံ့အားတင်သောဟန်ပန်တို့ကိုမြုပ်သိမ်းနိုင်ပေမျက်နာအိုအိုဖြင့်ဘဲသူတဲ့လေဟိုခတ်ဆတ်ဆမ်းမိလိုက်သည်ဘိုးမဟုတ်ဘူးမြမဆို၍ဝဲဝေနားထဲ၌ထောင်သွားတော်လဲအိမ်အောင်ပစ္စည်းအသုံးဆောင်စုစုကိုအကဲခန့်ကြည်ချင်းအဖြစ်ဘဲလိုမြမများပါလေဟု အံ့ဩနေလေ၏ဦးစောဟန်နဲ့အမရဲ့အသက်38နှစ်အလောက်ရှိပြီလို့ပြောတာပဲနဖန်ညနေလောက်မှ တွေ့ကြရတော့မှာပဲဝေးဝေးစီဘယ်လိုလူစားလဲဟုတနေ့လုံးအတွေးရကြက်နေလေသည်မင်းဆိုမင်းအိမ်များ၌ဖျားထူးထန်သောအစီကံများကိုသာတွေ့ကြုံဘူးလေသည်မြမချင်းချင်းတခင်ခေါ်တန်းသည်မကြစဘူးနာရဲနိုင်ထူဆန်းနေသည် ညာကညင်းနေမှာမောတော်မြန်ပဲကျိန်းနေရောက်လာတော့ဦးစောဟန်ကိုအိတ်ပြောနေသဖြင့်မမြင်လိုက်ရပြီမော်တော်ဆက်ပြက်နေ၍ညင်းနေမှာရောက်လာမှန်းဒေါ်တဲ့ပြောပြမှာဝေဝေတီရတော်သည်တခင်မရောက်ခင်အိမ်ကို တနေ့လုံးခင်းချင်းပြင်ဆင်ထားကြခြင်းကို မိုးလင်းမှပင်တည်တည်ချာချာကြည်ရလေသည် ဝေးဝေးသည်အေကန်းဆောင်ကြီးကိုစူးဆိုင်လျက်စိမ်းပြေနှပြေငေးကြည့်နေစဉ်အင်းဤအနောက်ဖက်ခန်းမှမောင်းထုတန်းလိုလိုကြားမိ၍အနောက်ဖက်ခန်းကို စီးမြင်နိုင်လောက်သောနေရာကိုစဉ်းစားလိုက်ခါကြီးတော်အိတ်ခန်းထဲသို့ကြံရကြံပြေးဝင်သွားလေသည် ပဝါနီစကိုဘိုးစရောက်တွင်ပတ်ပေါင်းလျက်ခေါင်းပေါင်းစလက်မလောက်ကို အပေါ်သို့မတ်ထောင်ထားသောမောင်မြသည်ဇပွဲကုန်နာနာရန်နေလေသည်တူဝေထားသော ရှက်အင်းကြီးကော်လာအမားနှင့် အပေါ်ပရုံမှာပိတ်အင်းကြီးအဖြူမှာကော်တောင်းလျက်ဖွေးဖြူနေပေသည် ခါနိုင်မဲပြာတပတ်ရီပိုးပစိုးခတ်တူတို့ဝှက်ထားကပခုံးပေါ်နိုင်လက်တုပ်ဘဝအဖြူတထဲကို ဖြန့်တင်ထားလေသည် အပေါ်အင်းကြီးမှာဟမနီအောင်ပိတ်ကျဲစီများတက်ဝဲထားလေသည် ခြေစုံမမတ်ရလျက်လက်နှစ်ဖက်ကိုနောက်ပြစ်ခါရင်းငိုကော့ထားသဖြင့်တောင်တောင်ကြီးဖြစ်နေသည် ဝေဝေသည်ပရင်းတကားပေါင်နာတွင် လူမပေါ်အောင် ိုကိုဝက်ခါခေါင်းလောက်သာထုတ်ကဲကြေးလိုက်သည်ဇပွဲပေါ်၌ဖြူဖွေးနေသောဇပွဲကင်းနှင့်ကြာပွင့်ပုံတရန်ချိုးထားသည်ဖန်ခွက်ထဲမှလက်တော်ဘဝများမှမောင်မြအင်းကြီးအလိုပင်ကော်တင်ထား၍တောင်းနေကြသည် လက်ဖက်ရည်ကျွေဖြူခရောင်းအိုးနှင့်ငွေရောင်တောက်သောတကြားခွင်နိုးခွင်များအပြင်မုံတစ်တာဘူးယိုပလင်းထောဘက်ခွဲငှက်ပြောသည်ကြက်ဦးပေါင်မုံစာသော စားဝယ်တောက်ဖွယ်များမြိုင်းမြိုင်းဆိုင်ဆိုင်ပြင်ထားပုံကိုဝေဝေသည်တစ်ခုစီရှောက်ကြည့်နေလေသည် ဝေဝေမှာအိယာကထပြီးအောက်စင်ရေချိုးကဲကမိဖို့တဲ၌ဒေါ်တန်နှင့်ဥဆုံးဟန်အကြောင်းစကားလက်ဆောင်ကြနေလျက်မနှက်စာကိုမစားမီပဲမိနေလေသည် စားခြင်းစပွဲ တခန်းတနာပြင်ထားသောလပည့်ရေစပွဲကြီးကို တမဲစီလိုက်ကြည့်ရှုရင်းရင်ထဲ၌စားလာလေသည် လက်ဖက်ရည်စပွဲကို အစံတကျဲကြည်နေရကဖုန်ကြီးချိုဝဲကြနေတာပဲစုံလိုက်တာဟု တွေးလိုက်မိလေသည် စပွဲပြင်းနီးစင်နီးလဲကြည်လိုလာသည်ဝေဝေတို့အိမ်တွင်ဇပွဲကုန်ကလထိုင်းနေထမင်းမစားကြပဲကျမ်းပေါ်၌ခုံနှိမ်ဇပွဲဝိုင်းခင်လျက်တင်မြူးပြာခင်းစားကြသည် ကြာကြာနာနာပြင်ထားသောဇပွဲနှင့်ဇပွဲနား၌တောင်းတောင်ရက်နေသောမောင်များ၏ပုံမှန်သည် ဝေဝေ၏မျက်စီထဲ၌ပနံရာနေပေသည် မောင်များ၏အတွင်တရံကြောင့်ဟိတ်ထုတ်ပြင်ထားသောဇပွဲကြီးမှမောက်မော်ဝင့်ကြွားနေသည်။မှတ်ထင်ရလေသည် ဇဝဲကုံကြီးနှင့်မလန်မကန်းတွင် ခုံတစ်ခုပြည့်တင်ထားသော စင်စဲဝန်းရွှဲငွေမောင်းကလေးကိုမြင်ရ၍စောစောကမောင်းတံမှာဇဝဲပြင်ပြီးကြောင်းအချက်ပေးတံပဲဟု တွေးယူရလေသည်အိမ်ဤအပေါ်တံမှာပုဖနတ်တံထွက်ပေါ်လာလေသည် ဝေးဝေးသည်လမ်းပြန်သွားကခေါင်းကိုမြ мян ရုပ်လျက်နန်းရံနှင့်ကြောနှင့်ကတ်ထားလိုက်သည် တဖက်အိမ်ပေါ်မှဘုဖနတ်တန်းသည် အခန်းထဲတွင် ပြောင်းလိုက်ပေါ်လိုက်ရှိနေပြီးနောက်ဟလီကားမှခက်ပြင်းပြင်းနင်းစင်းလာတဲ့များကို ဆက်ကြားရလေသည် ဝေဝေသည် ဖနတ်တန်းကိုနားဆိုင်ကားယင်တလလန်ဖုန်နေသည် ပရင်းတကားပေါင်နာသူခေါင်းမရက်ဖဲဖနှက်တန်းသာဝရိယဆိုင်နာထောင်နေရ၏ ထမင်းစားကန်းနဲ့ဝင်လာသောဘုဖနတ်တန်နှင့်ကလထိုင်းရွှေ့လိုက်သောအတန်များ တိတ်သွားမှခေါင်းကိုသာဆန့်ထုတ်လျက်မရေတရေပြန်စီကြေးလိုက်သည်အသားမဲမဲထောင်ထောင်မောင်းမောင်းရှိသောဦးစိုးဟန်ကို နောက်ပိုင်းမှစီမြင်ရသည် ရှက်ဖြူလက်ရှိကာကီယောင်ပေါင်းမီအတူဝဲလျဲဘိုးစရောက်တူတူညှက်ထားသည် ကလထိုင်းနိုင်မမဲ့ထိုင်းကနန်းနေခင်းလက်ဖက်ရည်ကိုကိုယ်တိုင်ဖြော်နေလေ၏ ဝေဝေးဘက်သို့ကြောပေးလျက်လက်ဖက်ရည်ဖြော်နေပုံကိုမျက်တောင်မခံစိုက်ကျင်းနေသည် မျက်နှချင်းဆိုင်ကြမနေခြင်းကြောင့်အာရပါရချောင်းကျနိုင်၍ဝမ်းသာနေလေသည်တောက်ပုံစားပုံတို့မှငြိမ့်စိတ်လျက်တိတ်ဆိတ်နေ၏ဇပွဲနား၌ရက်နေသောမောင်များသည် ထွက်တက်ဝင်တက်ကိုမှတ်ရှူနေလီဟံမလုံးမရှဲစောင့်ရက်ကြည့်နေလေသည် လာရောက်နာဆင်အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ခံဆက်ကလေးတွေမှာ ပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးဘေးကင်းကျန်းမာကြပါစေ။